ားပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့2025ခုနှစ်မတ်လ9ရက်တနင်္ဂနွေနေ့ညပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျမကနန်းစင်ဖူးပါရှင် တန်တောင်ကြီးကစက်ကောင်စီတပြေညွန့်စခန်းကိုခံယူတိမ်ပိုက်ခဲ့ပါတယ်။ဒီပါရောက်အလုတ်သမားတွေရဲ့ပြန်ပို့ငွေမတင်ပြနိုင်တဲ့အေဂျင်စီတွေကို အရေးယူဖို့စက်ကောင်စီပြင်ဆင်နေပါတယ်။ရှမ်းမြောက်ဒေသမှာအွန်လိုင်းငွေလိမ်ကိန်းတွေဆက်လက်ကြီးထွားနေတဲ့ဆိုတဲ့သတင်းဆောင်ပါနဲ့အတူ RFA ကနေနှစ်ပတ်တကြိမ်တင်ဆက်နေတဲ့ဆိုပြေမပြောချင်ဘူးဆိုတဲ့ဆောင်းပါးကိုနားဆင်ရမှာပါရှင်။ ပြည်ပရောက်အလုတ်သမားတွေစီကနေပြန်ပို့တဲ့ငွေအထောက်အထားတွေမတင်ပြနိုင်တဲ့အေဂျင်စီ39ခုကိုမတ်လ10ရက်နေ့နောက်ဆုံးထားပြီးမတင်ပြနိုင်ရင် အလုတ်ခေါ်စာအသစ်တင်ပြခွင့်ကိုဆိုင်းငံ့ပြီးတန်ကျေးပါပေးဆောင်ရမှာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံအလုတ်သမားဝန်ကြီးဌာနကမတ်လ9ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်စတက်အာနာတန်ကြီးနောက်အလုတ်သမားစေလွတ်တဲ့အပေါ်မူဝါဒမျိုးစုံပြောင်းလဲနေတာကြောင့်အခက်အခဲတွေဖြစ်စေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီ3ရက်နေ့ကလည်းစစ်ကောင်စီကိုအခွင့်မဆောင်တဲ့အတွက်ပြည်ပအလုတ်အကင်အေဂျင်စီ123ခုကိုလုပ်ငန်းလုတ်ကင်ခွင့်ဆိုင်ငန်းခံခဲ့တယ်လို့လုံခြုံရေးအယအညီမဖော်လို့တဲ့ရန်ကုန်မြို့ကပြည်ပအလုတ်ကင်အေဂျင်စီတာဝန်ရှိသူတယောက်ကပြောပါတယ်စစ်ကောင်စီဟာပြည်ပရောက်အလုတ်သမားတွေရဲ့လောက်ခလာစာထဲက25ရာခိုင်နှုန်းကိုတလချင်းတာမမဟုတ်3လတစ်ကြိမ်တရဝင်းပန်စနစ်ကနေလွဲပို့ဖို့ညွှန်ကြားထားပြီး မလိုက်နိုင်ရင်အဲ့ဒီအလုတ်သမားတွေကိုနောက်တစ်ကြိမ်ဒီပါထွက်ခွင့်၃နှစ်ပိတ်မယ်လို့စစ်ကောင်စီကပြီးခဲ့တဲ့2023ခုနှစ်ကထုတ်ပြန်ထားပါတယ်ရှင်ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တပြင်းညွန့်တပ်စခန်းကိုမတ်လ9ရက်နေ့ကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်ခဲ့ပြီး မတ်လ၈ရက်နေ့မှာစခန်းသိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်သား၈ဦးထပ်မံတေဆုံးပြီး20ကျော်ထွက်ပြေးလွတ်မြောက်နေတယ်လို့ RFA ရဲ့စစ်ရဲသတင်းရင်းမြစ်တွေကပြောပါတယ်စကန်တိုင်းစီယာမီတဲ့အပေါ်ကရင်မျိုးသားစီယုံ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘဒိုစောထောနီက RFA ကိုအတီးပြုတ်ပြောဆိုထားပါဗျ။အဲ့ဒီစကန်မှာစစ်ကောင်စီတပ်သား30လောက်အထိုင်ချထားပြီး KNLA ပူပေါင်းတပ်ဖွဲ့တွေကတိမ်းစီပြီးနောက်စခန်းကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ် KNU ကစကမ်းသိမ်းတာနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရပို့ချုပ်စော်မင်းထုံးကို RFA ကဖုန်းနဲ့ဆက်သွယ်ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင်။အေယာဝတီတိုင်းတာပေါင်းမြို့နယ်မယန်းချင်းကျေးရွာကဒေသခံအမျိုးသားတအူမတ်လာရှေရနေကမိုင်းနှိမ့်လို့ ခြေတောက်နှစ်ဖက်ပြတ်သွားတာကြောင့်ပဒိန်ဆေးရုံကြီးကိုပို့ဆောင်ထားရတယ်လို့တာပေါင်းမြို့ခန့်တူက RFA ကိုပြောပါတယ်။ထိခိုက်တန်ရာရသွားတဲ့အသက်60အရွယ်ဦးမောင်မောင်အေးဟာပဒိန်ဆေးရုံမှာအရေးပေါ်ကူတနေပေမဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီတပ်ကရွာအနီးမှာမိုင်းထောင်ခဲ့တာဖြစ်ပြီးပောက်ကွဲခဲ့တဲ့မိုင်းအမျိုးအစားကိုအတိအကျမသိရသေးတယ်လို့ဒေတာခန့်တွေရဲ့ပြောဆိုချက်ကိုလည်း RFA အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။ဧရာဝတီတိုင်းတာပေါင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော်တို့ကြားလက်နက်ကင်တပ်ဖွဲ့တွေပြင်းထန်ခဲ့ပြီးနောက်ဒါဟာပထမဆုံးမိုင်းပောက်ကွဲတာဖြစ်တယ်လို့ဒေတာခန့်တွေကပြောပါတယ်ရှင်။ တရုတ်နိုင်ငံယင်ကျန်းမြို့ဆက်မှုဆောင်၄မှာရှိတဲ့ဟုံဟုံဖူစီအထက်ချုပ်ဆက်ရုံမှာမက်စလာရှိရနေ့ကမြန်မာအလုတ်သမား600ကျော်စန္ဒပြတောင်းဆိုရာမှာအလုတ်ရှင်နဲ့ပြည်လည်မှုရသွားပြီလို့စန္ဒပြပွဲမှာပါဝင်ခဲ့တဲ့မြန်မာအလုတ်သမားတဦးကပြောပါတယ်။အချိန်ပိုမစင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့အလုတ်သမား2ဦးကိုမြန်မာပြည်ပြန်ပို့မယ်လို့အလုတ်ရှင်ဘက်ကချိန်ချောက်လာတာကြောင့်စန္ဒပြတောင်းဆိုမှုတွေဖြစ်ပွားခဲ့တာပါ။ အလောက်သမားတွေကိုအလောက်မထောက်ဖို့ဆဲဆုံမှုမပြုလုပ်ဖို့နဲ့အလောက်လောက်ချိန်ကိုမနက်၈နာရီကနေည၈နာရီအထိပဲအချိန်တတ်မှတ်ပေးဖို့တွေပါဝင်တဲ့တောင်းဆိုချက်၁၇ချက်ကိုအလောက်ရှင်ဘက်ကလိုက်လျောပေးခဲ့တယ်လို့အဲ့ဒီစက်ရုံမှာအလောက်လုံးနေတဲ့မြန်မာအလောက်သမားတဦးက RFA ကိုပြောပါတယ်ဒါကြောင့်မြန်မာနိုင်ငံသားအလုတ်သမားတွေအနေနဲ့လုပ်ငန်းခွင်ပြန်ဝင်နေကြပြီးပုံမှန်အလုတ်ဆက်လုပ်နေကြတယ်လို့ပြောပါရစေ။ ဒီကိစ္စနဲ့ပတ်သက်လို့အတိအကျသိရဖို့တရုတ်နိုင်ငံရန်ကျင်းမြို့မှာရှိတဲ့ဟုံဟုံဖူစီအထက်60ရုံဖက်ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်ရှင်တနင်္ဂနွေနေ့ညဖက် RFA စီစဉ်တွေဆက်လက်ထုတ်လွှင့်နေပါတယ် တရုတ်မြန်မာနဲ့ဆက်မြန်မာပြည်မြောက်ပိုင်းကအွန်လိုင်းငွေလိမ်ကိုင်းတွေကိုအပြီးသက်ရှင်းလင်းနိုင်ခဲ့ပြီလို့တရုတ်နိုင်ငံဘက်ကပြောဆိုနေပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နယ်စံမြို့တွေမှာအွန်လိုင်းငွေလိမ်ကိုင်းတွေဆက်လက်ကြီးထွားနေတုံးပဲလို့ဒေတာခန့်တွေကပြောပါတယ်။ဒီအကြောင်းကိုမခက်မှတင်ပြထားပါတယ်ရှင်။တရုတ်မြန်မာနယ်ဆက်မြမပြည်အရှိမြောက်ပိုင်းကအွန်လိုင်းငွေလိမ်ကိုင်းတွေကိုအပြီးသက်ရှင်းလင်းနိုင်ခဲ့ပြီလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက မလ9ရက်နေ့ဗီဂျင်းမြို့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးမြေတရုတ်နယ်စပ်နဲ့နီးစပ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်ဟိုပန်မူဆယ်မြို့နယ်တွေမှာအွန်လိုင်းငွေလင်လုပ်ငန်းတွေဆက်လက်ကြီးထွားနေတော့မယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်နဲ့ UWSA ဝါတပ်ဖွဲ့ပူးတွဲထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့အစွန်ကျေးရွာတွေမှာတရုတ်နိုင်ငံသားတွေဦးဆောင်တဲ့ကြားဖြန့်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ဆိုပါတယ် လက်တလောမှာအဖမ်းဆီးတဲ့င်းတွေကြောင့်ငွေလိန်ခိုင်းကတရုတ်နိုင်ငံသားတွေအပြင်တိတ်မထွက်ကြဘဲနဲ့ငြိမ်နေတယ်လို့တန်ရန်မျိုးကန်တူကပြောပါတယ်။နည်းနည်းလေးငြိမ်နေတာလွယ်လို့တော့ကြောင်လဲပါဘူးဆရာကြီးမြဲနည်းနည်းငြိမ်နေဆိုတရုတ်တွေမြို့ထဲတွာလာတာတွေတော့ငြိမ်သွားတာပေါ့နည်းနည်းငြိမ်သွားတာပေါ့ဒါပေမဲ့သူတို့ယုံနေမှာရှိသေးရဲ့လေအများကြီးပဲလေဘယ်နေရာလဲဆိုတော့စက်တာတော်တွေပါတယ်မှာပေါ့နေနေကျဲတာဟုတ် UWSA ဝတ်တပ်ဖွဲ့ထိန်းချုပ်တဲ့ဟိုပန်မြို့ရဲ့လူနေရပ်ကွက်တွေမှာ တရုတ်နိုင်ငံသားတွေဥဆောင်ဖွင့်ထားတဲ့ကြားဖြန့်ယုံတွေရှိနေပြီးတင်းပင်းရင်တော့ဝါတပ်ဖွဲ့တာဝန်ရှိသူတွေကဝန်ဖန်းတာရှိတယ်လို့ဟိုပန်မြို့ကန်တူကပြောပါတယ်ဒီလိုမမြင်အောင်ကိုဝတ်ထားတဲ့နေရာတွေရှိတယ်ဟိုပန်မြို့ကမြို့ထဲမှာထားလိုက်တဲ့တိစတူတာဘယ်လိုမှမကြည့်ရင်းနေရတော့တာလို့ကြားပြန်ယုံထိုင်ရတဲ့နေရာအဲ့ဒီဆက်တဲ့ဒီကန်တူကတန်ကြားလို့ပြီးသွားတာဒါကပိုင်ရှင်ဖြစ်သွားတယ်ဆိုတော့တိစတူကြီးများချင်းကြားပြန်လုံကဟိုပန်မြို့ကအရှိနေအောင်တင်တော်ကြရတဲ့ ဒီလိုရှိရမှာပြရတာပြရတဲ့တူတယ်။ပေါင်းနေမပြီးလို့ကြောက်ရမရှိရကြတာ။ပေါင်းနေပြီးရပါတယ်ဆိုခံရရဖြစ်ရတယ်။ UWSA ဝတ်တပ်ဖွဲ့လာရှိုးဆက်ဆံရေးယုံတာဝန်ခံဥညီရန်ကတော့သူတို့ထိန်းချုပ်ဒေတာအတွင်မှာကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်နေပြီးလူမှုအနေနဲ့သိရှိရင်လည်းသတင်းပေးလို့ရတယ်လို့ပြောပါတယ်။ ကြပြန်တဲ့ပတ်သက်ပြီးမှဘယ်လိုပုံကိုမျိုးကိုမဆိုအဲလိုပတ်သက်ဆက်နေမှုရှိတဲ့ဆိုရင်ကျွန်တော်တို့ကတိတိယောက်ယောက်အရေးယူပါမယ်ဆိုတဲ့ထုတ်ပြန်ချက်လက်ပါပြီးသားပါเนาะအဲလိုပြည်သူများအနေနဲ့တရှိလာတဲ့အချက်လက်တွေကိုနှိစက်ရအစွေရအဖွဲ့ရုံးတွေကိုဟိုတိုင်ကြလို့ရပါတယ်เนาะ တရုတ်နယ်စပ်မြို့တွေမှာတရုတ်နိုင်ငံသားတွေဥဆောင်တဲ့ကြားဖြတ်လုပ်ငန်းတွေဆက်ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းပြန်မဖြေပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံးကိုလည်း RFA ကအီးမေးလ်ကနေတဆင့်ဆက်သွယ်ဖို့စူးစမ်းနေဆဲဖြစ်ပါတယ်။မြန်မာတရုတ်နယ်စပ်အွန်လိုင်းငွေလိမ်ကိုင်းတွေကိုတရုတ်နိုင်ငံဘက်က2023ခုနှစ်နှစ်ဆန်းပိုင်းကစပြီးတော့ရေးယူခဲ့ပါတယ်။ UWS စေဝါတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းငွေလိန်ခိုင်းနဲ့ဆက်ဆက်တဲ့တရုတ်နိုင်ငံသားအ ਨੇ စုံ3000ကျော်ဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီလက်အခံကိုးခန့်ဒေသဦးစီးအဖွဲ့နဲ့သူတို့နဲ့ဆက်ဆက်တဲ့မိသားစုဝင်တွေကိုလည်းဖမ်းဆီးပြီးတော့တရားရုံးတင်စစ်ဆေးနေတာပါစစ်ကောင်စီဘက်ကတော့2025ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ10ရက်နေ့အထိမြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုတ်ကင်နေတဲ့နိုင်ငံသား4800ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်မြန်မာပြည်မြောက်ပိုင်းကအွန်လိုင်းငွေလိမ်ကမ်းတည်င်းအပြီးမှာတော့ပြင်ပဆောင်ပန်းရှင်ဆိုပြေမပြောချင်ဘူးအစီအစဉ်ထုတ်လွှင့်ပါတော့မယ်ဒီတပတ်မှာတော့ရွာနာရှင်ဆိုတဲ့ကောင်းစင်နဲ့တင်ဆက်တာနားဆင်ရမှာပါဒီအစီအစဉ်ဟာ RFA ရဲ့အပေါ်မဟုတ်ပဲမူလဆောင်ပန်းရှင်ရဲ့အပေါ်ပဲဖြစ်ပါတယ်ရှင် တကယ်တော့လူတယောက်အာနာရှင်ဖြစ်ဖို့လွယ်တာမဟုတ်ပါဘူးရွှေတွေငွေတွေသာရှာလို့ရရင်ရမယ်အာနာရှာဖို့ကတော့အခြေအနေတွေအချိန်ခါတွေလုပ်ပုံဂိုင်ပုံတွေအများကြီးလိုသေးတယ်အဲဒါကြောင့်လည်းလူတွေကအာနာကိုငန်းငန်းတက်လို့ချင်းကြတာဖြစ်မယ်သူများတွေအတွက်အာနာရဖို့ခက်ပေမဲ့ကျွန်တော်တို့ရွာအုပ်ကြီးအတွက်တော့မခက်ပါဘူးရွာရဲ့အုပ်ကြီးကြော်ဆိုးတာစစ်တပ်အာနာမသိငင်ရဆိုရင်ရွာကိုတစ်နှစ်တစ်ခေါက်တောင်ပြန်တာမဟုတ်ဘူးအာနာသိမိနာပဲမြို့ပေါ်မှာရှာစားရတာမလွယ်တာနဲ့ရွာလေးခဏပြန်နေတော့သူများတွေမြှောက်ပေးတာနဲ့အုတ်ကြီးတက်လို့တာစားပေါက်လေးချောင်းနဲ့ဆိုပြီးတော့ဗောလေ အဲ့တော့အုတ်ကြီးတွေခဏခဏအပြစ်ခံရတဲ့ချိန်ဆိုတော့ကြော်ဆိုးကိုကြည့်မရတဲ့ရွာသားတွေကအုတ်ကြီးအဖြစ်တင်လိုက်တာပဲသူများတွေလိုမျိုးလက်ထိုးအရက်တိုက်ပြီးအုတ်ကြီးဖြစ်လာတာမဟုတ်ဘူးရွာအမြင်ကတ်လို့အုတ်ကြီးဖြစ်လာတာဖြစ်သွားတော့လေသူဟာလည်းသူအဆင်ပြေသွားတာပဲသူများတွေအပြစ်ခံရပေမဲ့သူကတော့အေးဆေးပဲဒီကောင်အယူပါဆိုပြီးလှုပ်ထားလိုက်တလားတော့မသိဘူးအဲ့လိုနဲ့ကြော်ဆိုးဟာရွာမှာအာနာရှင်ဖြစ်လာပါလေရောအုတ်ကြီးလိုတကြီးလိုဆိုတာရွာမှာအာနာအရှိဆုံးပဲလေဘာလို့လို့တင့်တယ် လေတွေကိုအကွက်ရရောင်းတော့လဲအုတ်ကြီးကွက်သစ်ဆိုပြီးဖြစ်သွားတယ်။ရွာသားတွေပစံနဲ့ဖျားတဲ့တော့လဲအုတ်ကြီးဖျားဖြစ်သွားတယ်။အလှခံမှုအတွက်ဖလားတွေပါရင်မလိုဘူး။ KB နံပါတ်၄ပဲလိုတယ်။အခုဆိုကြော်ဆိုးဟာအမေရိကန်တမရာကိုအတော်လေးသဘောကျတယ်။ဒါပေမဲ့သူ့မှာအီလူမတ်မရှိဘူးဖြစ်နေတယ်။အဲ့ဒါနဲ့ကျွန်တော်တို့မင်းကအီလူမတ်လောက်ကွာဆိုပြီးဆိုင်ကယ်တွေရောင်းခိုင်းတယ်။အီလူမတ်ကကားရောင်းမင်းကဆိုင်ကယ်ရောင်းဆိုပြီးအရင်နေ့ထုတ်ပေးတာဗောလေ။ဒါပါတော့လေအဲ့ဒါနဲ့ကျွန်တော်လဲကြော်ဆိုးရဲ့အီလူမတ်ဖြစ်ရော ပထမဆုံးယောငွေတွေမကုန်တင်တာမကုန်အောင်ကြီးကြပ်ရမယ်ဆိုပြီးကြော်ဆိုကကျွန်တော်အမိန်ပေးတယ်အဲ့တော့ကျွန်တော်လည်းစစ်ဆေးရတာပေါ့ယောရံမုံငွေတွေကိုမလို့အဖန်တုံးနေသလားဆိုပြီးဒါပေမဲ့ဗာရံမုံငွေမှမရှိဘူးအုတ်ကြီးနဲ့သူ့တပည့်လေးပဲတိန်းတာဝန်ထမ်းလည်းမရှိဘူးယောတဲ့တုံးထားတာဘာမှရှိတာမဟုတ်ရာသမီပတ်စံအုတ်ကြီးအိတ်တွေပဲထည့်တာညီကွက်ရရောင်းလဲကြော်ဆိုးပဲရတာစစ်မှုမထမ်းမှုယောတဲ့ငွေကောက်တာလည်းကြော်ဆိုးပဲစီမံတာအဲ့ဒါတွေပြောပြတော့ကြော်ဆိုးကဒါဆိုထားလိုက်တော့ကွာကျော်ဆွေးရဲ့အကြောင်းပြောရင်းနဲ့မှာကျွန်တော်ပြောချင်တာလေးတွေကြားဖြတ်ပြောလိုက်အောင် ကျွန်တော်ကတော့အမေရိကန်ကလူတွေကိုတော်တော်လေးတနာမိတယ်။အလုပ်ပြုတ်တဲ့လူပြုတ်ပြေးတဲ့လူပြေးနေကိုမင်းနဲ့ကိုဒုက္ခတွေရောက်နေကြတာ။အဲ့ရမြန်မာတွေဆိုပိုဆိုးတာပေါ့။ပြန်လဲမပြောရဲစန္ဒာလဲပြမရ။အခုဆိုအမေရိကန်ရဲတွေကလည်းအရင်လိုဖာတိဘာသာနဲ့မနေတော့ဘူး။အလုပ်မပြုတ်ရေးအတွက်အလုပ်ကောင်းကောင်းလုပ်လာကြတော့အရင်လိုနေရစားရမချောင်တော့ဘူးဆိုပြီးအမေရိကရောက်နေတဲ့တငယ်ချင်းတွေကလှမ်းပြောကြတယ်။ဟင်းလေအဲ့ဒါဆိုလဲမြန်မာပြည်ပြန်လာခဲ့ပေါ့လို့ပြောလိုက်တယ်။ မြန်မာပြည်မှာဆိုအစ်စေးနေစဉ်တိုက်ပွဲတွေရှိတယ်ဘုံတွေပောက်တယ်လင်းရင်တွေဘုံကျဲတယ်ကားတွေမိုင်းထောင်တယ်ဘယ်သူမှမညူမသိကြအောင်စောင်းနေတယ်ဖာတိဖာသားပဲအဲ့လိုမနေလို့လည်းမရဘူးလေသွားပြောကြည့်ပါလားနာကားသွားမှာပေါ့ရန်ကုန်မန်းလေးကလွယ်ပြီးအခြားနေရာလေးတွေကိုသွားကြည့်လိုက်ဝါတာဂိတ်တွေကအများကြီးပဲသုံးပေတကိတ်တကိတ်9000တောင်းပဲကားတစ်စီးကိုပေးရတာမဟုတ်ဘူးလူတစ်ယောက်ချင်းစီအတွက်ပေးရတာဆရာလည်းခေါ်ရပစံလည်းပေးရဒီကြားတဲ့အဖွဲတိုင်းကကားပေါ်တက်တက်ပြီးတရားဟောကြတော့အရင်လိုတရက်သွားမှခီးရအခုဆို3-4ရက်သွားမှရောက်တော့တယ် နင်းလေးခကြည့်ရတဲ့အာနာရှင်ခကြည့်ဦးတမိုင်းတစ်ပတ်ပြန်လဲတာလားတော့မှမသိဘူးဟိုးအရင်ဒုတိယကဘာစစ်မဖြစ်ခင်တော့ကလည်းအာနာရှင်တွေခစ်စားခဲ့ဘူးလေမြန်မာပြည်ကအချို့နိုင်ငံရေးသမားတွေတော့မှအာနာရှင်ဘွက်ခံလိုက်သေးတယ်ကွန်မြူပဲနစ်နစ်ဒီမိုပဲကရေစီစီခေါင်းဆောင်တော့ရှိတာပဲအဲ့ခေါင်းဆောင်ဟာအာနာရှိဆုံးပဲအာနာရှိတော့အာနာရှင်ပေါ့လေတူဦးတဲ့အာနာရှင်နဲ့အလှဲ့ကျအာနာရှင်ပဲကွာတာပါကျွန်တော်တို့အုပ်ကြီးကျော်ဆိုးကတော့ရွာနာရှင်ပေါ့လေဒီရပိုင်းတော့ကျော်ဆိုးတယောက်ဘာဘာဘူဂျုံမှုကြီးရုရှားသွားတာကိုအားကြနေပြန်တယ် အဲ့ဒါနဲ့အခြားရွာအုပ်ကြီးတွေကိုဖုံးလန့်ဆက်တယ်လာလေခြင်းလို့တဲ့ဟိုအုပ်ကြီးတွေကလည်းလာလေဘောတဲ့အဲ့လိုနဲ့ကြော်ဆိုးနဲ့ကျွန်တော်နဲ့အခြားရွာတွေကိုတရားဝင်အလဲပတ်သွားကြတယ်ဆိုင်ကလေးနဲ့ပဲပထမဆုံးမဲဇလီကုန်းအဲ့ရွာရိုးမအဆက်မှာနည်းနည်းတော့ဝေးတယ်ငငယ်ရပဲရောက်ခုကြီးတော့မရောက်ဖြစ်ဘူးအခုရောက်တော့မမှတ်မိတော့ဘူးရွာအတော်ကြီးစီကားလာတာဟုတ်အာနာသိမ့်ပြီးနောက်ပိုင်းမှာပိုစီကားလာတာဆိုပဲဘာလုပ်နေများလုပ်ပြီးစီကားလာတာလဲမေးကြည့်တော့တစ်တည်းအယောင်းဝယ်ကောင်းလို့တဲ့ အရင်ခေတ်ကလည်းတစ်တွေပါတွေထုတ်ပါတယ်အဲ့ခေတ်ကတုန်းကတော့ဖန်စီပေါ်တယ်ခဏခဏဖန်ခံတဲ့သတင်းတွေကြားရတယ်အခုနောက်ပိုင်းတော့ဖန်နဲ့စီးတယ်ဆိုတော့ကြားလို့မကြားရတော့ဘူးလမ်းကြောင်းဖြောင်းလို့နေမယ်အဲ့လိုနဲ့စီကားလာလိုက်တာအခုဆိုမက်ဇလီကုန်းမှာ KTB နဲ့မာဆက်နဲ့ဘီယာဆိုင်နဲ့မက်ဇလီအုပ်ကြီးကလည်းတာဝန်ခြေပါတယ်ကြက်သားနဲ့ထန်းရင်နဲ့ကြက်ကြနာနာဧကန်နဲ့ထန်းရင်မူတော်မှတည်တာ KTB ကမက်ဇလီအုပ်ကြီးပိုင်တာတဲ့အဲ့တော့ကျော်ဆူးလဲအားကြပြီကျွန်တော်တို့ကလာဖွင့်စမ်းပါဆိုပြီးလုပ်တယ် ဟိုကလည်းဖွင့်မယ်ကောင်မလေးဒါရှာထားပေးဆိုပြီးပြန်ပြောတယ်အဲ့လိုနဲ့ကျွန်တော်တို့ကြမှာ KTV ဖွင့်ဖို့အတွက်သဘောတူညီချက်ရသွားတယ်ကျွန်တော်ပြန်ရောက်တော့ KTV ဖွင့်မဲ့တဲ့ရင်ကဟော့နေပြီလူကြီးတွေနဲ့မိန်းမတွေကတော့သဘောမတူသဘောမတူတဲ့လူတွေရွာထွက်သွားနိုင်တယ်ဆိုပြီးကျော်ဆူက trend ဆန်ဆန်ပြောလိုက်တော့အားလုံးအတန်တိတ်သွားတယ်ယောက်ျားတွေကတော့ဘာမှမပြောပါဘူး KTV ပြဲလားမဆက်မပါဘူးလားဆိုပြီးမေးကြတယ် RFA ရဲ့တနင်္ဂနွေနေ့ညဖက်အစီအစဉ်တွေကိုဒီမှာပဲရနာပြစေမြန်မာပြည်သူပြည်သားတွေ ပေးအန်တရဲ့ပေါင်ကင်ဝေးကြပါစေရှင်။